မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပြည်တွင်းမှာတော်လိုင်းတပ်များရဲ့လုံခြုံတပ်ဖြတ်ခံရမှာကိုစိုးရိမ်ပြီးတော့ဗိုလ်ချုပ်ဟောင်းများနဲ့မိသားစုဝင်များဟာနေရာပြောင်းရွှေ့ခြင်းလျှို့ဝှက်စွာနေထိုင်ကြခြင်းအပြင်တပ်တော်ဆောင်အဖွဲ့များကိုငှားရမ်းခြင်းနဲ့ ်စစ်ကောင်စီထံခွင့်ပြုချက်တောင်းပြီးတော့လက်နက်ကိုင်ဆောင်ခြင်းများကိုလုံဆောင်လာကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂၀21ခုနှစ်နိုဝင်ဘာလမှာမိုင်းတဲဆက်သွယ်ရေးကုမ္ပဏီကဗန်ဒါရေးအရာရှိချုပ်ဒုတိယဘုံမူကြီးဟောင်းတိန်အောင်၂022ခုနှစ်စက်တဘာလမှာဘုံမူချုပ်အုံးတွင်နဲ့တမတ်စစ်အရာရှိဘိုးကြီးတို့လုံခြံပြစ်ခတ်တပ်ဖြတ်မှုများဖြစ်ပွားပြီးတဲ့နောက်မှာဘိုးချုပ်ဟောင်းများနဲ့မိသားစုဝင်များဟာနေပြည်တော်ကိုပြောင်းရွှေ့ခဲ့ကြတယ်လို့သိရပါဗါဒါပေမဲ့နှစ်နှစ်ကျော်ကြာမှာလုံခြုံရေးတွေပြန်လည်တည်ငြိမ်လာပြီလို့ယူဆရပြီးတော့ ဗိုလ်မှူးချုပ်ဟောင်းမြားဟာနေပြည်တော်ကနေရန်ကုန်ကိုပြန်လည်ပြောင်းရွှေ့လာခဲ့ကြတယ်လို့သိရပါတယ်။2025ခုနှစ်မေလ22ရက်နေ့မနက်ပိုင်းမှာရန်ကုန်တိုင်းမရန်ကုန်မြို့နယ်မှာအငိမ့်စားဗိုလ်မှူးချုပ်ချိုးထွန်းအောင်လှုပ်ကြံတက်ဖြတ်ခံရပြီးတဲ့နောက်ရန်ကုန်မှာပြန်လည်နေထိုင်နေကြတဲ့ဗိုလ်ချုပ်ဟောင်းမြားနဲ့မိသားစုဝင်များဟာနေပြည်တော်ကိုတဖန်ပြန်လည်ပြောင်းရွှေ့သွားကြတယ်လို့သိရပါတယ်။မိုက်တဲကဘန္နာရေးအရာရှိချုပ်ဦးသိန်းအောင်နဲ့ဗိုလ်မှူးချုပ်အုံးတွင်တို့ လုံကြံပြက်ခတ်တက်ဖြတ်ခံရပြီးတော့အားလုံးကရန်ကုန်ကနေပြီးတော့နေပြည်တော်ကိုပြောင်းလာကြတယ်နှစ်နှစ်လောက်ကြာတော့လုံကြုံရေးပြန်ကျင်းသွားပြီဆိုပြီးတော့ရန်ကုန်ကိုပြန်ပြီးတော့ပြောင်းကြတာပေါ့ဘုံမှုချုပ်ချိုးထုံးအောင်လုံကြံခံရတော့အားလုံးကလုံကြုံရေးကိုပြန်ဆိုးရင်ပြီးတော့နေပြည်တော်ကိုပြန်ရွှေ့ကြပြန်ရော ရန်ကုန်လိမ့်စာတွေမှာမနေရဲကြတော့ဘူးလို့နေပြည်တော်စစ်ဘက်သတင်းရင်းတွေကရှင်းပြထားပါဗါးဒါအပြင်ဘိုးချုပ်ဟောင်းနဲ့မိသားစုဝင်များဟာလုံခြုံရေးအတွက်တပ်တော်ဆောင်အဖွဲ့များကိုငှားရမ်းလာခြင်းစစ်ကောင်စီထံကနေပြီးတော့လက်နက်ကိုင်းဆောင်ခွဲများကိုတင်ပြတောင်းခံပြီးလက်နက်ခဲယမ်းများကိုဝယ်ယူကိုင်းဆောင်ကြခြင်းများလှုပ်ဆောင်လာကြတယ်လို့သိရပါဗါးတော်တော်များများကတော့အိမ်မှာအရင်တက်မှာနေတုန်းကလက်အောက်ငယ်သားအဟောင်းတွေကိုပဲအိမ်မှာခေါ်ထားကြတယ်တက်တော်ဆောင်ပုံစံမျိုးခေါ်ထားတာပေါ့အခုနောက်ဆုံးကတော့တက်မတော်စီမှာခွင့်ပြုချက်တင်ပြီးတော့လက်နက်ခဲယမ်းတွေကိုကိုင်းဆောင်လာကြတယ် ဘူးလက်လှဆွေဆိုရင်သူ့အတွက်တည်းမဟုတ်ဘူးသူ့အိမ်မှာနေတဲ့လုံခြုံရေးကိုပါလက်နဲ့တက်ဆင်ပေးထားတာလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါဗျ။ရခင်ကသမရဦးသိန်းစိန်လက်ထက် တမရရုံဝင်ကြီးလုပ်ခဲ့တဲ့စိုးသိန်းနဲ့တာအေဂျန်တို့ဟာလည်းရန်ကုန်ကိုမလာကြတော့ပဲနေပြည်တော်မှာသာအိမ်များပြောင်းပြီးတော့လှုပ်ဝှက်စွာနေထိုင်နေကြတယ်လို့သိရပါဗါးစိုးသိန်းနဲ့တာအေဂျန်တို့ဟာရန်ကုန်တိုင်းဗဟန်းမြို့နယ်ရွှေတောင်ကြားနှစ်ရပ်ကွက်ကိုကမ်းရိပ်သာလန်းအမတ်16 A1 မှာမနေထိုင်ကြတော့ဘူးလို့သိရပါဗါးစိုးသိန်းရဲ့တာအေဂျန်ဟာစစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှအတွင်းရေးမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်တော်လဲလုံခြုံရေးစိုးရိမ်ရတဲ့အတွက် အစည်းအဝေးနဲ့ရုံးကိုလာရောက်ခြင်းမရှိတော့ဘူးလို့သိရပါတယ်။ဦးစိုးသိန်းရဲ့တားဖြတ်သူကရန်ကုန်မှာပြည်သူတွေကိုသူ့အဖေနဲ့သူ့ကိုနာမည်ဖြတ်လို့ဆိုပြီးတော့ဆက်သွယ်ရေးဥပဒေရော်ကြီးတွေတိမ့်ထောင်ချီလိုချင်လို့တရားလိုအဖြစ်နဲ့တရားစွဲထားတဲ့အမှုတွေမှာအများကြီးပဲ ဲ့ဒါကိုအခုဆိုရင်အမှုရုံးချင်းနေလဲမလာတော့ဘူးသူ့ကိုလောက်ကြမှာကြောက်လို့တဲ့မီဒီယာကောင်စီမှာအတွင်းရေးမှုလုပ်နေတာလဲမလာတော့ဘူးလို့သိရတယ်လို့စိုးသိမ့်ရဲ့တားဖြတ်သူအေဂျင့်ရဲ့တရားစွဲဆိုမှုကိုရင်ဆိုင်နေရတယ်ဗဘဲတန်းကပြည်သူတအုပ်ကရှင်းပြထားပါတယ်ဘိုးချုပ်ဟောင်းများနဲ့ဖွဲ့စည်းထားတယ်ကြမ်းဖော့ပါတီအတွင်းမှာလဲပါတီထိပ်ပိုင်းခေါင်းဆောင်များတွာလာရမှာသက်ဆိုင်ရာစစ်တပ်နဲ့ရဲကိုအကြောင်းကြားပြီးတော့လုံခြုံရေးရယူပြီးမှသာတွာလာကြရန်ပါတီတွင်ညွှန်ကြားချက်တွေထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးအချင်းထောင်ကို PDF တပ်ဖွဲ့တချို့ကလာရောက်ပြီးတော့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အချင်းထောင်ကထောင်ပိုင်နဲ့အချင်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်ဧပြီလ23ရက်နေ့ညပိုင်းကမကွေးမြို့မကွေးရေနံကျောင်းလမ်းမကြီးဘေးမှာရှိတဲ့မကွေးဗဟိုအချင်းထောင်ခေါ်ဒေါင်းနေအချင်းထောင်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့အမှတ်25ရဲတပ်ရင်းကို ခေါင်းစစ်အောင် LPDF တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုအပြီးစစ်တပ်ထောက်လန်းရေးကအချင်းအောင်အတွင်စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကထောက်မိုင်းအချင်းဦးစီးဌာနဝန်ထမ်း26ဦးကိုဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဓိကအားဖြင့်အချင်းအောင်တွေကိုတားမြစ်ပစ္စည်းများသွင်းမှုနဲ့ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မကွေးထောင်ပိုင်းအပါဝင်ဝန်ထမ်း26ဦးစစ်ဆေးအရေးယူခံနေရပါတယ်စစ်တပ်ကမကွေးထောင်အပြစ်ခံရပြီးတဲ့နောက် ထောက်လန်းရေးနဲ့ဝင်ဆက်ရင်းနဲ့အချင်းသားတွေအတွက်ကတ်တပ်ပစ္စည်းတွေကိုမသိအောင်လို့လက်ယူပေးပြီးတော့သွင်းမှုနဲ့ဖမ်းခံနေရတာပါထောင်ပိုင်ကရောက်တာမကြသေးဘူးလာပိုင်းမဲ့ရှိသေးတယ်အင်းစိန်ထောင်ကနေပြောင်းလာတယ်လို့သိရတယ်ဒီလ6ရက်နေ့မှာထောင်ပိုင်နဲ့ဝန်ထမ်း26ဦးကိုအမိန့်ချမယ်အချင်းတော်ဥပဒေပုံမှန်42ကကြီးနဲ့ဆွဲထားတာလို့အချင်းတော်တရင်ရင်းမြစ်ကရှင်းပြထားပါတယ်မကွေးအချင်းထောင်တိုက်ခိုက်ခံရပြီးတဲ့နောက်ထောင်ဝင်စားများစီစစ်ခြင်းထောင်အတွင်းမှာရှိတဲ့နိုင်ငံရေးအချင်းသားများကိုအကြောင်းမဲ့ရိုက်နှက်နှိပ်စက်ခြင်းတိုက်ပိတ်ထားခြင်းများကိုပြုလုပ်ထားတယ်လို့သိရပါတယ် ဗေဒနုပ PDF ခေါင်းဆောင်ဟောင်းကိုအောင်ခန့်ဦးခေါ်ပါလေးနဲ့ NLD ပါတီကမကွေးတိုင်းတောင်ဝင်းကြီးမြို့နယ်အမတ်နဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လှိုင်ခေါ်ကိုလှိုင်လှိုင်တို့ဟာစစ်တပ်ကနှိမ့်ဆက်ညှဉ်းပန်းခဲ့တဲ့အတွက်အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိအပြင်းထန်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်သားများရဲ့ညှဉ်းပန်းနှိမ့်ဆက်ခြင်းကိုခံနေရတဲ့ဗေဒနုပ PDF ခေါင်းဆောင်ဟောင်းကိုအောင်ခန့်ဦးခေါ်ပါလေးဟာ ထောင်တန်203နှစ်ကြာခံထားရပြီးတော့ဥကုတ်ကိုလှိုင်းဟာထောင်တန်193နှစ်ကြာခံထားရတယ်လို့သိရပါတယ်။မကွေးဗဟိုအချင်းထောင်ခေါ်ဒေါင်းနေအချင်းထောင်မှာ NLD ပါတီဝင်မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတိုင်းလွတ်တော်ဥက္ကဋ္ဌဦးတာတို့လည်းထိမ့်သိမ်းခံထားရတယ်လို့သိရပါတယ်။အချင်းသားတွေကမကွေးထောင်အပြစ်ခံရပြီးကြတဲ့ကအခုချိန်ထိအဲ့တွေ့လို့မရတော့ဘူး။ထောင်ဝင်စားပို့ရင်လည်းအသားဟင်းတစ်မျိုးအသေးရွက်ဟင်းတစ်မျိုးစားစရာအသေးနံတစ်မျိုးပဲရတယ်။ ကျန်တဲ့ပစ္စည်းတွေနည်းနည်းပဲပို့လို့ရတော့တယ်အကျဉ်းသားတွေကအခက်ခဲတွေအများကြီးဖြစ်နေကြတယ်လို့အကျဉ်းသားမိသားစုဝင်တဦးကရှင်းပြထားပါဗျ။အေပီလ73ရက်နေ့ကမကွေးအကျဉ်းထောင်တိုက်ခိုက်ခံရတဲ့အချိန်မှာစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားကိုစောရွှေအောင် အပါအဝင်နိုင်ငံရေးအကျဉ်းသားနှောက်ဦးတေဆုံးခဲ့ရပြီးတော့စစ်တပ်ကနိုင်ငံရေးအကျဉ်းသားအယောက်200ကျော်ကိုညှဉ်းပန်းနှိပ်စက်တိုက်ပိတ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့မှာအရက်ဝင်းနဲ့ပြည်သူပိုင်ကားတွေစီကစက်ချေးကောင်းနေတယ်အချမ်းပတ်စစ်ကောင်းစီတပ်သားနှစ်ဦးကိုပြစ်ခတ်တိုက်ခိုက်ရာနှစ်ဦးဆက်လုံးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ10ရက်နေ့မနက်7:17မိနစ်ခန့်မှာမုံရွာမြို့အထကတဲ့စာတင်ချောင်းကအရွက်ဝင်းနဲ့ထွက်လာပြီးတော့ပြည်သူပိုင်ကားတွေစီကနေစက်ကြီးလိုက်ကောက်နေတဲ့စစ်ကောင်စီတပ်သား၅ဦးကိုတော်လိုင်းတပ်ဖွဲ့များကအနိကဝင်းရောက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာအချက်မဲ့စစ်ကောင်စီတပ်သား၅ဦးစလုံးတိတ်ဆုံးသွားပြီးတော့၎င်းတို့စီးနေနေတဲ့စိုင်းကယ်ကိုလည်း တော်လိုင်းတပ်ဖွဲ့ဝင်များကတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။မုံရွာမြို့အထက်ကတဲ့ကျောင်းကနေထွက်လာတဲ့ပြည်သူပိုင်ကားတွေကိုဂုတ်သွေးစုပ်စက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားနှစ်ကောင်ကိုကျွန်တော်တို့တွေအနီးကပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။နှစ်ကောင်လုံးနေရာမှာတင်ပွဲချင်းပြီးတည်သွားပါတယ်လို့ The Phoenix Army အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကို The Phoenix Army မုံရွာခရိုင်အမှတ်ဆက်ခွန်တပ်ရင်းတပ်ခွဲသုံးနဲ့မုံရွာခရိုင်အမှတ်15တပ်ရင်းတပ်ခွဲ၅တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကဇွန်လတလလုံးအပြစ်ခတ်ရဲစဲထားမယ်လို့ကြေညာပြီးတဲ့နောက်မန္တလေးတိုင်းတပိတ်ချင်းနဲ့စင်ကူးမြို့နယ်တို့မှာလေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့တအုပ်ဟာစိုးရင်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့စင်ကူးမြို့နယ်မှာရှိတဲ့စာတင်ကျောင်းနဲ့ Lucky 7 Hotel အပါအဝင်ကြေးဝါများကိုအချမ်းဖတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့တအုပ်ကတော့အသက်အန္တရာယ်စိုးရင်ရတယ်လို့ ပြင်းလွင်ခရိုင်ပကဖကတာဝန်ရှိသူကရှင်းပြထားပါတယ်ဇွန်လ1ရက်နေ့မနက်9:40မိနစ်ခန့်မှာတပိတ်ချင်းမြို့နယ်လေးမိုင်ကန်တာစာတင်ချောင်းကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ပေါင်900ဗုံးဒီတလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်းမှာစာတင်ချောင်းဆောင်နှစ်ဆောင်ထိခိုက်ပျက်စီးခဲ့ပြီးတော့ ပြည်သူများတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။အလားတူပဲဇွန်လတရက်နေ့မွန်လွယ်9:36မိနစ်ခန့်မှာစင်ကူးမြို့နယ်ရေယုံကြီးရွာကိုအကြမ်းမဆက်တဲ့ရဲတရုတ်လေတပ်ကနေတက်လာတဲ့ Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့အဆောက်အုံနှလုံးပျက်စီးသွားကပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ဒါအပြင်မွန်လွယ်9:32မိနစ်ခန့်ကလည်းစင်ကူးမြို့နယ်နတ်တောင်ကြီးရွာမှာရှိတဲ့ Lucky 7 Hotel ကိုအကြမ်းမဆက်တဲ့ကလေရင်နဲ့ထမှန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ ပြည်သူအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့တအူးဟာဒဏ်ရာအခြေအနေပြင်းထန်တယ်လို့သိရပါတယ်။ဒီကနေ့လေချောင်းကနေဘုံကျဲတိုက်ခိုက်ခံရတာ၃နေရာပေါ့။စင်ကူးမြို့နယ်တွေက၂နေရာနဲ့တပေကျင်းမြို့နယ်တွေက၁နေရာပါ။ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရတယ်။တအူးကတော့ဒဏ်ရာအခြေအနေပြင်းထန်တယ်လို့ပြည်ဦးလွင်ခရိုင်ပကဖကတာဝန်ရှိသူကရှင်းပြထားပါတယ်။ ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ဝေးရနေရများမှာနေထိုင်ကြရန်နဲ့လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံခုချင်းများကိုတူးထားကြရန်ပြည်ဝင်ခရိုင်ပကဖကအတိပေးနှိုးဆော်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကမေလ31ရက်နေ့မှာ၄ချိန်မြောက်အပြစ်ခတ်ရက်စဲရေးကြီးညာခဲ့ပြီးတော့ဇွန်လ1ရက်နေ့ကနေဇွန်လ30ရက်နေ့အထိအပြစ်ခတ်ရက်စဲထားမှာဖြစ်တယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ရဲ့မြို့တော်မြေကြီးနားမှာ AOD မြေကြီးကစိုးရိမ်ရေးအမှတ်အထက်ကိုကျော်လွန်သွားပြီးတော့စိုးရိမ်ရေးအမှတ်အထက်တပေခွဲခန့်မြစ်တံမှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်6နာရီခွဲအချိန်မှာမြေကြီးနားမှာ AOD မြေကြီးဟာစိုးရိမ်ရေးအမှတ်1900အထက်ကို ်နှစ်လက်မှခန့်မြင့်တက်နေပြီးတော့လာမယ့်တရအတွင်းမှာတပိခွဲခန့်မြင့်တက်နိုင်တယ်လို့သိရပါတယ်။အေရီမြေကြီးမြင့်တက်လာတဲ့အတော့မြေကြီးနားမြို့မှာရှိတဲ့အနေပိုင်းရက်ကွက်များအလုံးဟာရေကြီးနှင်းမြုပ်သွားတယ်လို့သိရပါတယ်။ရေပြင်းဒုက္ခတွေများစွာရှိနေတော့လဲကဲဆယ်ရေးနဲ့ကဲဆယ်ရေးစခန်းများလုံလောက်မှုမရှိဘူးလို့သိရပါတယ်။လက်တလုံးမှာအေရီမြေကြီးမြင့်တက်မှုကြောင့်အလေကုန်းကြက်ပောင်ချံရန်ဘူးမြို့တစ်တီဂျာမိုင်းကောင်းအပအဝင်ရက်ကွက်ပေါင်း9ခုခန့်ကရေပြင်းဒုက္ခရောက်နေရတယ်လို့သိရပါတယ်။ တက်ကြီးရွယ်အောင်များနဲ့ကျမရေးမကောင်းတဲ့သူတွေပါရေးပေးတင်နေရပြီးတော့ကဲဆယ်ရေးအလုံးလောက်မရှိကြောင်းမြေကြီးနာမျိုးအခြေဆိုင်ကဲဆယ်ရေးလှုပ်ဆောင်နေတဲ့ Pride အဖွဲ့တစ်ခုကတာဝန်ရှိသူကပြောပြထားပါဗါတယ်။မနေ့ကညကတော့မြေကြီးကစိုးရင်ရေးအမှတ်ထက်1100ကျော်လောက်မှာရက်နေတာ အခုဒီနေ့မနက်မှာ1200စိုးရိမ်ရေအမှတ်ကျော်ကိုရောက်နေပါပြီမနေ့ညကရေမဝင်တဲ့ရက်ကွက်တွေအခုမနက်မှာတော့အကုန်ဝင်သွားပြီတချို့ရက်ကွက်ထဲမှာရှိတဲ့လူနာတွေလည်းပါတယ်တက်ကြီးရွယ်ဦးတွေလည်းပါတယ်သူတို့ကိုကယ်ပြီးတော့ဆေးဦးပို့ရတာတွေရှိပါတယ်သူတို့သွားချင်တဲ့နေရာကိုပို့တာတွေလည်းရှိတယ်လောလောဆယ်ကကယ်ဆယ်ရေးစခန်းတွေမရှိသေးဘူးအခုအရေးပေါ်အခုညီနေပတ်သက်လို့ကျွန်တော်တို့ကရက်ပတ်အဖွဲ့အစည်းတွေဖြစ်တဲ့ ်73စီတွေလိုအပ်နေပါတယ်ပြီးရင်ကယ်ဆယ်ရေးဓမ္မတွေစားနပ်ရိက္ခာတွေပြည်သူတွေရဲ့လိုအပ်ချက်ကတော့ရေပင်းရှောင်တဲ့ပြည်သူတွေနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့ပေါ့အဲ့ဒါတွေလိုအပ်ချက်ရှိနေပါတယ်ပြည်သူတွေကိုတခြားပြောချင်တာကတော့ဘိုးကလည်းအထက်မှာကြီးနေသေးတာဆိုတော့ view စိုက်စေချင်ပါတယ်တချို့ရက်ကွက်တွေကရေမဝေလောက်ဘူးရေမကြီးလောက်ဘူးဆိုပြီးတော့ပော့ပော့နေကြတာတွေရှိတယ်အဲ့ဒီလိုနေရာတွေထဲမှာညပိုင်းတကယ်ရေဝင်လာတဲ့အချိန်ကျရင်အဲ့ဒီကြံခဲ့တဲ့အိမ်တွေပြန်ထုတ်လိုက်ရတာ အဲ့ဒါကြောင့်ကျွန်တော်တို့အတွက်ပို့ပြီးတော့ဝင်ကြီးနေတာပါလို့မြေကြီးနာမျိုးအခြေဆိုင်ပရိုက်တာအဖွဲ့ဝင်တဦးကရှင်းပြထားပါဗျ။လက်ရှိရေဘေးတင့်နေသူတထောင်ပတ်ဝန်းကျင်ရှိနေပြီးတော့အကူအညီများလည်းလိုအပ်နေတယ်လို့ပြောဆိုထားပါဗျ။စီကောင်စီကတော့နေမြေအုပ်ချုပ်ရေးပိုင်းကလွဲပြီးတော့ပြည်내အစိုးရအဖွဲ့အနေနဲ့ဘာမှပါဝင်ကူညီမှုမရှိဘူးလို့သိရပါဗျ။လက်ရှိပြည်내စစ်ကောင်စီဘက်ကတော့ဝင်းပါတာမရှိသေးဘူးဗျလက်ရှိထွဲအုပ်ပိုင်းနဲ့အုပ်ချုပ်ရေးမှုဘိုင်းလောက်ပဲပါတယ်ဒရေမီးတက်ရယ်အယံမီးတက်ရယ်အပြင်ပရိုက်တာအဖွဲ့စည်းတွေရယ်အဲ့လောက်ပဲပါသေးတာ ရေကဒီထက်တက်လာရင်တော့ပိုပြီးတော့ဒုက္ခများနိုင်တယ်လို့မြေကြီးနာကကယ်ဆယ်ရေးပရိုက်တာဓမ္မကပြောဆိုထားပါတယ်စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့မြန်မာနိုင်ငံတော်မှာမြေရေကြီးခြင်းမိုးတဲထန်စွာရွာသွန်းခြင်းတို့ဖြစ်ပေါ်နိုင်ပြီးတော့ပြည်သူများအနေနဲ့ရေကြီးမှုများကြုံတွေ့လာနိုင်တယ်လို့သတိပေးချက်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ ်အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ